အလုံးမင်္ဂလာပါဒီနေ့ vlog လေးကတော့တရားမမေကိုခေါ်ပြီးတော့မမေစားချင်တာလေးလိုက်ကြည့်မယ်ပေါ့နော်ခုမှနည်းနည်းနေရတာကြာလာတော့ချစ်ချင်းငယ်ငယ်ဆက်ဆက်လေးစားချင်တယ်တို့လာခေါ်ပါလားတဲ့အားရဆိုလို့ရှိရင်ဆိုတော့တဲလည်းမနေ့ကမှခရရတဲ့ရောက်တာဆိုတော့ဒီနေ့တရက်အားရပေါ့နော်တော့မမေကိုတော့ခေါ်ပြီးတော့မလိုက်ကြည့်မယ်ပြီးတော့လို့ရှိရင်တော့ပြပေးနဲ့မခွဲနိုင်ဆိုတော့ချစ်ချင်းပေါ်ပြီးချစ်ချင်းပြန်ပို့ပေးရမှာပေါ့နော်အဲ့တော့ခုလောဆယ်တော့မမေကိုသွားပြီးတော့အရင်ခေါ်လိုက်ပါဦးမယ် ။ဖဲခုကတော့အမေတို့ရှိတဲ့နေရာစီသွားနေပါတယ်။ကားနောက်မှာရခဲ့တယ်ပေါ့နော်။မေးရဲ့မေးမေးတပီတို့လာ။မေးရဲ့ Hello အညိုအမအညိုအမကျိုးနဲ့မလဲ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 ဖြစ် ခါတော့မမေခေါ်ပြီးသွားပြီဆိုတော့မမေရန်စားခြင်းနေရဲ့ချစ်ချင်းငငဆက်ဆက်တွေရနိုင်မယ်ထိုင်းစားဆဆိုင်လေးကိုခေါ်သွားပါမယ်ဒီဆိုင်လေးကတော်တော်များများသိကြတယ်များနာနာထိုင်းစားဆဆိုင်လေးပဲဖြစ်ပါတယ်သူကတောင်းကလာဆိုင်မတိုင်နေသစ္စာလမ်းမကြီးမှာဒီဇိုင်းသင်ငန်းကျိုးဘီယိုစီမတိုင်နေလေးတောင်းကလာမကြီးမှာဒီဇိုင်းရှိပါတယ်အခုမအီရောင်နဲ့မမေနဲ့ကိုခေါ်ပြီးရနေပြီးတော့ခေါ်လာပြီးတော့အခုတဲတို့အထောင်းလာစားပါဘောနော်အခုတော့နည်းနည်းနောက်ကျနေနေပြီးတဲတို့9နာရီခွဲနေပြီဘောနော်ပြီးသွားလို့ရှိရင်တော့စားပြီးတော့ပြီးရင်မေတို့အမှပြန်ဖို့ပြင်မယ်ဘောနော်အခုကတော့မလိုက်ပါဘူးမယ်ဒီဆိုင်လေးမှာလေထိုင်းရတာစစ်စစ်အထောင်းတပွဲဟိုမှာ 3900ကျပ်ထဲကနေပြီးတော့စပြီးစလို့ရတယ်ပြီးတော့ထိုင်းရတာဟင်းပွဲတွေအပြင်မှာဘာဘီကျူးအဆောင်လည်းရှိရမှာလို့ကိုကအကင်နေစားခြင်းနဲ့ဆိုလို့ရှိရင်လည်းတခါတည်းစားလို့ရပါတယ်တဲရောကတော့ဒီနေ့အထောင်းလေးတွေပဲအဓိကမှာထားရပါတော့မမေကကာကွယ်ရန်လေးလည်းတောက်ခြင်းနဲ့ဆိုတော့ကာကွယ်ရန်လေးလည်းမှာထားပါသေးရဲ့ပါတဲရိုတွေအပြစ်မှာမထိုင်ခြင်းအောင်ဆိုလို့ရှင်လဲဒီမှာ room လေးရှိရပါတော့အဲကုန်းခန်းလေးရှိရဆိုတော့ကိုမီတာစုနဲ့ဖြစ်ဖြစ်တငယ်ချင်းနဲ့ဖြစ်လာတဲ့ခါကြလို့ရှင်ရတတိတတန်ထိုင်လို့ရတဲ့အခန်းလေးလည်းရှိပါတယ်နောက်တစ်ခုအဆင်ပြေတာကြတော့လမ်းမတယ်လည်းဖြစ်တယ်ကားရက်ဖို့အတွက် က်နေရကြကြဝန်းလဲရှိတာမို့လို့သဲတို့ဆိုင်ထိုင်တဲ့ခါတော်တော်လေးဆင်ပြေပါတယ်။နောက်တစ်ခါကျတော့ကစ်ချင်ကတော့အဲထဲမှာရှိရဲဆိုပေမဲ့အထောင်းခုံလေးကကျတော့သဲတို့ရှိနေရှိများပေါ့နော်။အဲ့တော့သဲကနည်းနည်းပပဝင်ပြီးဆက်စုခဲ့ပါသေးရဲ့။ဒါသူတို့မှာထားတဲ့ရေပွဲတောင်ပေါ့နော်ရေပွဲတောင်ကိုခုမှထောင်းခင်မှာဒါပြင်ဆင်ထားတာပေါ့နော်အခုဒီထဲမှာထောင်းရမှာဖြစ်ပါတယ်အဲတော့ရေပွဲတောင်ကိုဆိုင်းညမာလေးရတဲ့ဟိုတစ်ခုချင်းနေတင်မင်းညပေါ့နော်ဒီပွဲအောင်ဒီဒီပွဲအောင်ထောင်းရမယ်ဆိုင်းညဆိုင်းညဆိုင်းည ီအနှစ်ကအသက်ထင်တယ်နော်။အဲ့နန္ဒာရဲ့အဓိကကမိုဘိုင်းပေါ့ဖုန်းနဲ့။ညန္နနာအဓိက source ပေါ့။အဲ့ဆိုရင်ဒီမှာတော့ဒီကအဓိကအနှစ်ကိုရပြီဆိုလို့ရှိရင်လူနာပောင်ပစ္စည်းထည့်လိုက်ပြီဆိုလို့ရှိရင်ရေဝဲတောင်ရပြီပေါ့နော်။အဓိကကတော့ဒီထဲမှာပါတာညန္နနာရဲ့ source ကအဓိကပါတာပေါ့နော်။အော် source ကိုတက်တက်ရအောင်နဲ့ပေါ့ဒီမှာ။အော်အဲ့ဆိုကိုယ်တိုင်လည်းအိမ်မှာလုပ်စားလို့ရတာပေါ့နော်။အဲ့ဆိုပြီးရှင် source ကိုဝယ်သွားမယ်။အခုဆိုလို့ရှိရင်တော့စားချင်းစပွဲရေပွဲတောင်းလေးရသွားပြီဖြစ်ပါရဲ့ရှင် တောက်တာများပြီးရောမစားနိုင်တော့ကိုတိုင်းနဲ့ကိုကစားနိုင်နေရပါဘာမှမစားတော့ကြရဲအကတ်တကတ်စီကိုထားတယ်အေးရတကတ်အေးရတကတ်ဟိုကတကတ်ဟောကတကတ်ချဲ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 ထိုင်နေရင်လည်း kitchen နဲ့ထိဝင်ပြီးရောဆီဖုမမတောင်ရခါဆွဲလုပ်နေလေးကိုထပ်ပြီးတော့လေ့လာခဲ့ပါသေးရဲ့အခုဆိုရင်တဲမထားတဲ့မီနူလေးလည်းရပြီဆိုတော့တဲစီနှုံးလေးနဲ့တခါပြောပြပေးမယ်နော်။ဒါလေးမထားလဲဆိုတော့ဆီဖုမမတောင်ရပြီးတော့ကြက်ချေရိုးလက်ထောင်ပြာမူထောင်ဒါလေးကကင်းမွန်စာပဲကိုအနှစ်ချက် ရေပွဲထောင်းလေးနဲ့မပါမဖြစ်ကတော့တဲရင်ကြိုက်တဲ့ကစွန်းချင်ဆက်လေးနဲ့ပေါ့နော်။ဟုတ်ပြီရောဝမ်းနဲ့ယူနုကြော်လေးလည်းပါသေးတယ်။ဟိုဘက်မှာပါတာကတော့တင်မောတီထောင်းလေးပေါ့နော်။ဒါပေမဲ့ဒီမှာတော့တိုးထောင်းလို့ခေါ်တယ်။ဒါလေးကငါးနက်နက်ဆော်လေးပေါ့နော်။ပြီးရောမမေကြိုက်တဲ့ခဏန်းထောင်းလေးလည်းမလိုက်ပါသေးရဲ့။အခုခင်းနေလည်းတော်တော်ဆုံးပြီဆိုတော့အစားပြီးတော့စားပါရမရှင်။ ခုတရုတ်မာတာဟင်ပေါ်ရရပြီဒါမဲ့ဒီစပွဲနဲ့မဆက်အောင်ဆိုတော့ဟိုဘဝိုင်းကြောက်ကြမယ်အခုပထမဆုံးအနေနဲ့ကတော့ food blogger ရေးစာပြလို့ရှိရင်အရန်ဟုတ်တရေကြရတယ် seafood မမတုံရင်လေးစားမယ်ပေါ့နော်ဒီထဲမှာကဝက်ခောက်ကျော်လေးလည်းပါတယ်ခုန kitchen နဲ့ဝင်ကြည့်တဲ့အခါတဲတော်တော်လေးစားကျင်နေရပေါ့နော်တကယ်စားကြည့်တဲ့အခါမှာလည်းခောက်ဆွဲအရသာရောအရေရသာရောကတဲအကြိုက်နဲ့လုံးဝကွက်တီပဲအာရေပွဲညက်နေပြီကောင်းလားအရန်ကောင်းရှေ့ပဲမကောင်းလား ရဲ့ကောင်တဲမတော့ရောက်ပြီဆိုလို့ရှိရင်သူကအဲ့လိုမုတ်ဖန်းနဲ့ဆက်လက်ရွံ့နဲ့အဲ့လိုထုတ်စားတော့သူကအရန်သဘောကျတယ်ဒီအနှစ်နဲ့ပါမယ်ဒီနှစ်ကိုတော့ကြိုက်နော်ဆက်လုံးတော့ပြောတာသူ့ရှာတဲ့တော့တကယ်ဖောက်ကောင်းတယ်တော့ပွတ်ထွက်သွားတော့ဒါတော့ပွတ်ထွက်သွားတယ်ခိုင်းပါကြိုက်လဲပုံကြိုက်ပုံကြိုက်တယ်ရတာသူကသူတစ်မျိုးစီကွာ ဒီကောင်ဒီကကြတော့လေချင်းကဆက်ကလေးနဲ့ရှူရှဲဒီကလည်းဆိုပဲရှူရှဲလေးပဲဒါလေးကြတော့အစိမ့်လေးအဲဒါလေးကြတော့အစိမ့်လေးပြန်စားအထောက်ထားမယ်ဆိုတော့ပျော်သွားပါလေးစားလိုက်ဒီဟင်းလေးတောက်လိုက်ကအရင်အဲ့ EB ရောဘယ်ကကြဆုံးလဲဘယ်ကကြဆုံးလဲဘယ်ကကြဆုံးလဲဘယ်မျိုးရှိရဲ့ဒါရဲ့ရိုက်ပြီးတော့ဒီခေါဆွဲရင်နော်ခေါဆွဲရန်တောက်တော့နော်ခဏသားတွေပဲဒီမှာဟိုက မူလင်းကောင်းလေးရှိပါတယ်တရုတ်စားပြသွားရဲစီဖူးမမတော်ရန်ခောက်ဆွဲလေးရာမူရင်းစေးတောင်းလေးတောင်းငါးရာနေပြီးတော့မီလာကုန်တီကို900ချက်ထဲနဲ့ရရှိနိုင်မှာဖြစ်ပါတယ်ဒါတော့လိုညနေ4နာရီထိုးပြီး9နာရီထိုးပြီးဆိုပြီးချစ်ချင်းငယ်ငယ်ဆက်ဆက်တည်ရစားချင်တော့ဒီဘာနဲ့စားလဲကောင်းမြင်းနဲ့ကောင်းမြင်းနဲ့ပါတယ်စမော်လီတောင်းလားဟိုင်းပါခင်းလေကောင်းတော့မှာကောင်းမကောင်းဘူးနော် 我来、哎、都不工地。哈哈好，放哪？<laughs> <laughs> တော့တဲရုစာတာတော်တော်လေးလက်ကုံသွားပြီဆိုတော့အချိုတဲမဲ့အစီအစဉ်လေးလာပါပြီအချိုပွဲရတဲရန်စားခြင်းနေရဲ့နှစ်မျိုးမှာထားပါတယ်ဒါကတော့ဒီဆိုင်မှာနာမည်ကြီးဆုံးဖြစ်တဲ့အုံစိရီကဲမို့ဖြစ်ပါတယ်တဲရုထိုင်းမှာဆိုလို့ရှိရင်တော့တော်တော်များစားပွဲဒီထဲမှာဆိုလို့ရှိရင်ဒီအတီးဖက်တွေနဲ့ဆိုအသီးတွေရောရေခဲမုတ်ကောဒီလိုအပြည့်ရှာအမောက်ကြီးပါတာကိုမှတပွဲကို9900ကျတဲ့နဲ့ဆိုတော့တော်တော်လေးလက်တန်နဲ့စားလို့လည်းအရင်ကောင်းတယ်။ဒါလေးကတော့မမေရန်ကြိုက်တဲ့တာကိုရိုင်းပါတော့။သူကပြောင်းမှုလေးလက်ပါတယ်ဆိုတော့တော်တော်လေးလက်စားလို့ကောင်းတယ်။ပြီးရောအီလည်းမအီဘူးပေါ့နော်။တာကိုရိုင်းတာကိုရိုင်း ်ဟုတ်နော်အားရတာဒါလေးကအချို့ဒီလိုအီမန်မသိဘူးဒီလိုအီမန်မသိရအောင်ဝိုင်းနေတဲ့နဲ့အားလဲအုံးဒီဘက်ကလေးပါရောဆိုင်းစစ်စစ်ဆက်ကောင်းလားနော်နော်ကောင်းစားလို့ကောင်းလားအေးရတဲ့အေးရတာအေးရတာအုံးဒီဘက်ကလေးပါတယ်ဒီမှာကြောက်ကြော်လေးလားအဲကြောက်ကြော်မဟုတ်ဘူးခွာဟဲ့ကြောက်ကြော် ဆိုတော့မမလေးဘာလို့ဂျိတ်ပြောရမလဲမမလေးဂျိတ်ပြောရမလဲအဲကိုရီးယားလူကတိလို့ပြောရခုလားဟာမမလေးတို့ဘာလို့ခေါင်းလဲဘာမိုင်းလဲဘာမိုင်းလဲမမိုင်းဘူးလားဘာလဲလဲကောင်းတာဟိုစီမံကိန်းအင်းကြီးဝင်လာอืม ဘလောက်စားစားဝင်အောင်လို့ဒဲရလိုမျိုးထိုင်းစားစားကောင်းကောင်းစားခြင်းနဲ့ဆိုရင်တောင်းကလာတစ္ဆာလမ်းမာကြီးစားတိုင်းမတိုင်နာမှာရှိရဲ့မျက်နှာနာဆိုင်နဲ့သင်ငန်းကျုံး BOC မတိုင်နီ၄တောင်းကန်လမ်းမာမှာရှိရဲ့မျက်နှာနာဆိုင်အောင်လာခဲ့ဖို့အတွက်တရားဖိတ်ခေါ်ပါတယ်သူတို့စားပြီးပြီဆိုတော့မမေတို့ကိုမော်ပြပြန်လိုက်ပို့ပါမယ် ာစားပြီးတော့ကောလာမလုတ်ချင်ပါဘူးဆိုလိုက်လေရွာကိုပြန်မယ်ရွာကိုအကောရွာကိုပြန်ပို့မှာပါကျောင်းစားရွာမျိုးရွာကိုနောက်ရက်တဲအားရနေကြရင်လည်းထပ်လာခေါ်ပါမယ်ရေကိုမစပီဇာတဲလေးကျေးဇူးများတင်ပါတယ်ရေတဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်မော်ပြီးတော့ပို့လိုက်ပါဦးမယ် bye